Hello ချစ်ရတဲ့ BB Family မိသားစုတွေအားလုံးပဲမင်္ဂလာနေ့လည်ခင်ပါခင်ဗျာကျွန်တော်ရဲ့ Big Boss Ration Channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရစေဒီနေ့ကတော့2025ခုနှစ်စက်တင်ဘာလ25ရက်နေ့ရဲ့နေ့လယ်ပိုင်းသတင်းတွေကိုကျွန်တော်နဲ့အတူသွားပြီးမှ Ration လုပ်ကြမှာဖြစ်ပါတယ်ဟုတ်ကဲ့ထုတ်စံတိုင်းပါမယ်နော်လူကြီးတူရှင်သတင်းလေးဖတ်ပြပေးပါမယ်နော် ပြပေါ်ဆုံးသတင်းပုဒ်ကတော့နေပြည်တော်အပါဝင်မြန်မာနိုင်ငံတဝမ်းတွင်စန္ဒမဲပေးနိုင်တဲ့အသက်၁၈နှစ်အထက်လူငယ်များခရီးလွန်ပျောက်ဆုံးနေပြီးနေပြည်တော်အတွင်းရှိမြို့နယ်နှစ်ခုတည်းတွင်ပင်နဲ့ခရီးလွန်ပျောက်ဆုံးသူလူဦးရေ၂000ကျော်ရှိပြီးသူရှိကြောင်းလူမှုကြိတ်ဌာနကသတင်းပေးပို့ထားတယ်လို့သိရတယ်ပေါ့နော်။ ဲ့တော့ဂျပန်စစ်တပ်လောက်ခံလူဝင်မှုကြီးကြပ်ရေးနေပြည်သူ့အင်အားအုပ်စုဌာနကမဲဆန္ဒမဲပေးရန်အကြုံးဝင်နေတဲ့အသက်18နှစ်နဲ့အထက်လူငယ်စင်းင်းကိုမြို့နယ်ထွေအုံနဲ့လာဝကတို့ကအပတ်စဉ်စီစစ်နေကြောင်းထို့သောစစ်စစ်ရတဲ့လာမည့်ဒီဇင်ဘာလတွင်အသက်18နှစ်ပြည့်ပြီအတီးပြုတ်လူဦးရေစင်းရရှိရေးမြို့နယ်များအလိုက်မြေပြင်ကွင်းစင်းလူဦးရေကောက်ယူရေးကြီးကြပ်မှုကော်မတီဖွဲ့များဖွဲ့စည်းလက်ဆောင်ရွက်လျက်ရှိကြောင်းရင်းတို့စစ်စစ်ရတဲ့နေပြည်တော်ဟာကောင်စီနယ်မြေအတွင်းရှိရှစ်မြို့နယ်တွင်အသက်18နှစ်နဲ့အထက်လူငယ်များခီးလုံပျောက်ဆုံးနေသည်ကိုတွေ့ရှိရကြောင်းသိရပါတယ်တဲ့ အဲ့တော့လူကြီးတွေတော်တော်များများကနိုင်ငံခြားပြေးတာနဲ့အခုစစ်မှုတန်းတွေပါသွားတာနဲ့တော်တော်များများပျောက်သွားနေတာဖြစ်ပါနော် ကဲနောက်ထပ်သတင်းတစ်ပုဒ်ကတော့နိုင်ငံစခန်းအနီးတိုက်ပွဲပြင်းထန်နေပြီးစစ်ကော်မရှင်ကလေကြောင်းပြင်ဘုံလုံးကြီး30နီးပါးချေချ၍ခုခံတိုက်ခိုက်နေရတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။အဲတော့မကွေးတိုင်းကဖဲမြို့နယ်နိုင်ငံပြူဟာနီးတွင်စစ်ကော်မရှင်နဲ့အာရခတပ်တော်အီတို့တိုက်ပွဲဖြစ်ပွားနေကြောင်းသိရပါတယ်တဲ့။စစ်ကော်မရှင်သည်စက်တင်ဘာ23နံနက်7နာရီမှစ၍တိုက်လေရင်ဝိုင်းထွဲလေရင်တို့ဖြင့်ဘုံလုံးသူ30နီးပါးကိုချေချတိုက်ခိုက်ကြောင်းသိရပါတယ်။အဘရန်လမ်းပိုင်းမှာတိုက်ပွဲတွေဆလာခဲ့တဲ့ဒီနေ့ကြီးရမစစ်ပေးရှောင်နေကြပါတယ်တဲ့။မနေ့ကကော်ဖီရှန်တွေဘက်ကဘုံချဲသွားလို့ဖြစ်စစ်တိုက်မှုတွေရှိတယ်လို့ ရှိတယ်ပေါ့နော်အသေးစိတ်တော့မသိရသေးလို့ပြောပါရနော်အဲ့တော့ကြမ်းဖက်မင်းရောက်လိုက်နေဒီအာခတ်တော်ကြီးနဲ့ဤကန်တိုက်အနည်းပါပေါ့နော်တိုက်ပွဲတော်တော်ကြီးကိုပြင်းထန်နေတဲ့အနေအထားဖြစ်ပါနော်ကဲကျွန်တော်တို့ဒီနေ့မှာတော့ဒီပြည်ရင်သတင်းကြီးတွေသွားမကြည့်ခင်ပါနော်အဲဒီကမ္ဘာသတင်းအချို့လည်းကျွန်တော်သွားကြည့်လိုက်အောင်နော်အဲ့တော့သတင်းထောက်ကိုမျက်ကြော်သူတင်ထားတင်ဆက်ပေးထားတဲ့သတင်းလေးပေါ့နော်အဲ့တော့ USA နဲ့ဒီဒီနိုင်ငံတကာသတင်းလေးတွေပေါ့နော်အချင်းချုပ်လေးကျွန်တော်နားထောင်ကြည့်အောင်နော်တို့နှစ်ယောက်ကုလသမဂ္ဂအဆောက်အုံထဲမှာသွားနေခြင်း စစ်လီကားနဲ့တက်တော့တက်တဲ့ချိန်မှာစစ်လီကားရက်သွားလို့နှစ်ယောက်စလုံးလမ်းလျှောက်တက်ခဲ့ရပါတယ်။ဒါတွေမကသေးပါဘူး။ Trump ကကုလသမဂ္ဂထွေထွေညီလာခံဆင်မြင့်ပေါ်မှာစကားပြောတော့လေ teleprompter လို့ခေါ်တဲ့ရှေ့ကနေစာပေါ်တဲ့မှန်ကအလုပ် မလုပ်လို့ကို့ဘာသာကိုစာအုပ်ကြည့်ပြီးပြောရပြန်ပါတယ်။ဒီပြည့်နှစ်ခုစလုံးကို Trump ကစင်ပေါ်ကနေပြန်ပြောပါတယ်။ကုလသမဂ္ဂဟာသူလာတော့မှစစ်လီကားရက်သွားတယ်။ teleprompter ကလည်းအလုပ်မလုပ်တော့ပါဘူးတဲ့။ဒီအတွက်ကုလသမဂ္ဂကိုသူကအပြစ်တင်ပါတယ်။ ဘာပေမဲ့ Trump ဆွဆွဲတာတွေဟာမဟုတ်တဲ့အကြောင်းကုလသမဂ္ဂကချက်ချင်းပဲဖြေရှင်းချက်ထုတ်ခဲ့ပါတယ်။ဆက်လီကရသွားတာက Trump တို့ခေါ်လာတဲ့ဗီဒီယိုရိုက်တဲ့လူကလုံညိုရေးခလုတ်ကိုမတော်တဆထိမိလိုက်တာကြောင့်ရက်သွားတာပါတဲ့။ဆက်လီကတွေတက်ရင်အလယ်နားမှာလုံညိုရေးခလုတ်တခုရှိတတ်ပါတယ်။ဒါကလူတွေညက်သွားတာဖြစ်ဖြစ်ပြုတ်ကျတာမျိုးဖြစ်ဖြစ်ဖြစ်ရင်နှိမ့်လိုက်တာနဲ့ဆက်လီကကချက်ချင်းရက်သွားတဲ့ခလုတ်ပါ။စကားပြောရင်ကြည်ပြောရတဲ့စာပေါ်ထဲမှန်တယ်လီပရင်တာအလုပ်မလုပ်တာကလည်းဒါဟာကုလသမဂ္ဂယုံနယ်မဆိုင်ပါဘူးတဲ့ အဲ့ဒီစာကို UN ကမထိန်းချုပ်ပါဘူးတဲ့ Trump ပြောမဲ့ main ကွန်းကိုထိန်းချုပ်တာက Trump ရဲ့ကိုပိုင်အဖွဲ့ကလုပ်တာလို့ UN ကဖြေရှင်းချက်ထုတ်ပါတယ် Trump ရဲ့ main ကွန်းကတော့ထွေထွေညီလာခံထဲမှာလူပြောအများဆုံးအကြောင်းအရာပါပဲသူပြောသွားတာတွေကလက်ရှိကမ္ဘာအရေးပေါ်မှာအမေရိကန်ရဲ့အမြင်လို့ပြောလို့မရနိုင်ပဲနဲ့သူ့ရဲ့ပုဂ္ဂလိကအမြင်တွေကိုပြောသွားတယ်လို့ကျွန်တော်ကတော့မြင်ပါတယ်ပထမတစ်ခုကတော့ယာတီဥဒုပြောင်းလဲမှုဖြစ်စဉ်နဲ့ပတ်သက်ပါတယ် သူပြောတော့ကသဘောပတ်ဝန်းကျင်ထိန်းသိမ်းသမားတွေဟာနွားတွေအားလုံးကိုတတ်ဖြတ်ပစ်ချင်နေကြတယ်လို့ဆိုပါတယ်ပြီးတော့ရာသီဥတုပြောင်းလဲခြင်းဆိုတာလူလိန်တွေလှုပ်ထားတာလို့သူကပြောခဲ့ပါတယ်ရာသီဥတုပြောင်းလဲခြင်းကိုကာကွယ်ကြဖို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့သိပ္ပံပညာရှင်တွေပြောထားတာတွေသဘောတူထားတာတွေဟာလည်းတကယ်တော့လူဖြင်းလူအတွေလှုပ်ထားတာပါတဲ့နောက်ပြီးတော့သူကအစ္စလမ်ဘာသာနဲ့ပတ်သက်လို့လည်းအတော်ပြောသွားတာတွေ့ရပါတယ်အဲ့ဒါက အနောက်ဘက်မှာရှိတဲ့မွတ်စလင်နိုင်ငံရေးသမားတွေဟာရှူရီယတ်ဥပဒေပြဋ္ဌာန်းကျင်နေကြတယ်လို့ဆိုသွားပါတယ်။သူပြောတာအဓိကကတော့လန်ဒန်မြို့တော်ဝင်စာဒစ်ခန်ဟာလန်ဒန်မှာရှူရီယတ်ဥပဒေကိုအကောင့်ထဲပေါ်ကျင်နေတဲ့အင်ပဒန်ဆိုးရတဲ့မြို့တော်ဝင်လို့လည်းစစ်ပစ်နှစ်နှစ်ပြောခဲ့ပါတယ်။ပြီးတော့ခရစ်ယာန်ဘာသာဟာကမ္ဘာမှာအဖိနှိပ်ခံရဆုံးဘာသာလို့ပြောသွားပါတယ်။နောက်တစ်ခုကတော့ကုလသမဂ္ဂဆိုတာဘာလို့တဲ့အဖွဲ့အစည်းလဲလို့သူက မေးခွန်းထုတ်ခဲ့ပါတယ်။ပြီးတော့ ကုလသမဂ္ဂလုပ်ရမယ့်အလုပ်တွေအားလုံးကိုကျုပ်တို့အမေရိကန်တွေကလုပ်နေရတယ်လို့ဒေါ်နယ်ထရမ့်ကပြောသွားပါတယ်။ပြီးတော့ကုလသမဂ္ဂထွေထွေညီလာခံကိုတက်လာကြတဲ့ကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေကိုဗာပြောတယ်လဲဆိုရင် Your countries are going to hell ။ခင်ဗျားတို့နိုင်ငံတွေအားလုံးစုပ်ပြတ်တော့မှာအားလုံးသုံးစားမရဖြစ်ကုန်တော့မှာလို့ဆိုလိုချင်တာဖြစ်ပါတယ်။အမေရိကန်သမ္မတတယောက်ကဒီလိုမျိုးကမ္ဘာနိုင်ငံအသီးသီးကခေါင်းဆောင်တွေအားလုံးနှီးပါးကိုရင်းရင်းသီးသီးစူးသလိုဆဲသလိုမှန်သလိုစကားပြောတာဒါ ပထမဆုံးပါပဲထရမ့်ဟာအီရန်နဲ့ပတ်သက်လို့လည်းအတော်ပြင်းပြင်းထန်ထန်ပြောခဲ့ပါတယ်အီရန်ဆိုတာအကြမ်းဖက်တွေကိုထောက်ပံ့ပေးနေတဲ့အဓိကကမ္ဘာနံပါတ်၁နိုင်ငံပါပဲတဲ့တစ်ဖက်မှာအီရန်ရဲ့နျူကလ িয়ার တန်းစင်ရင်းနဲ့ပတ်သက်လို့အလုံးစုံဖြည့်ဆည်းပြစ်နိုင်ခဲ့ပြီးပြီလို့ပြောပြီးတော့တစ်ဖက်မှာတော့အီရန်နျူကလ িয়ার နဲ့ပတ်သက်လို့နိုင်ငံတကာကချက်ချင်းအရေးယူမှုတစ်ခုလောက်ကြဖို့ဆိုပြီးတော့လည်းတိုက်တွန်းပြောသွားခဲ့ပါတယ်။သူပြောခဲ့တဲ့တရက်ထဲမှာပဲအီရန်ရဲ့အနိုင်မဲ့ကောင်းဆောင်အယာတိုလာအလီခါမေနီကကြေညာချက်တစုံ ထုတ်ပြန်ခဲ့ပါတယ်အဲ့ဒါကအီရန်နေနဲ့နျူကလ িয়ার လက်နက်ထုတ်လုပ်ဖို့ရည်ရွယ်ချက်လုံးဝမရှိပါဘူးတဲ့ခုချိန်ထိကျင်းပနေစေကုလသမဂ္ဂဒုတိယညီလာခံမှာအင်မတန်အရေးပါတဲ့နောက်ထပ်အကြောင်းအရာကတော့ရုရှားယူကရိန်းစစ်ပွဲပါပဲဒိုနယ်ထရမ့်နဲ့ဇလန်စကီကိုအဲ့ဒီမှာပဲနှစ်ဦးတွေ့ခဲ့ကြပြီးတော့ရုရှားကျူးကျော်စစ်ရပ်တန့်နိုင်ရေးထပ်ပြီးတော့ဆွေးနွေးခဲ့ကြပါသေးတယ်ဇလန်စကီနဲ့ဒိုနယ်ထရမ့်တို့လူချင်းတွေ့တာဒီဒီချင်းနဲ့ဆိုအနည်းဆုံး၅ချိန်ရှိတော့ပါပြီခုနောက်ဆုံးအချိန်ရုရှားနဲ့ပတ်သက်လို့ထရမ့်ပြောလာတဲ့စကားကြောင့်အလုံး အံ့အားသင့်နေကြပါတယ်။ထရမ့်ဒုတိယတကြိမ်သမ္မတဖြစ်ပြီးကတည်းကအချိန်ချင်းတွေးကြတာမှာရုရှားကျူးကျော်စစ်နဲ့ပတ်သက်လို့ထရမ့်ရဲ့သဘောထားတွေကတကြိမ်နဲ့တကြိမ်မတူခဲ့ပါဘူး။ဇလန်စကီကိုသူပြောခဲ့မှုတဲ့စကားတစ်ခုရှိပါတယ်။အဲ့ဒါကမင်းမဘာဝက်ဖက်မှမရှိဘူးဆိုတာပါ။ဒီနေ့ဖေဖော်ဝါရီအမေရိကန်သမ္မတအင်ဂျူရာမှာတွေ့ခဲ့တော့ကဇလန်စကီမှာဈေးကင်ညှိနှိုင်းမှုဘာမှရှိမနေဘူးလို့သူကပြောခဲ့တာဖြစ်ပါတယ်။တခါရုရှားကိုပြင်းထန်တဲ့ကုန်သွယ်ခွန်တွေတိုးမြှင့်တတ်မှတ်ရလိမ့်မယ်လို့လည်းကြေညာပြန်ပါတယ်။ နောက်တစ်ခါရုရှားနဲ့ပတ်သက်လို့ကျင်းတဲ့ဆရာမရှိတဲ့အကြောင်းလည်းပြောပြပါတယ်။ဒါပေမဲ့အလာစကာမှာပူတင်နဲ့တွေ့ဆုံပြီးတဲ့အချိန်မှာတော့အဲ့ဒီတွေ့ဆုံဆွေးနွေးမှုကအင်မတန်ကျင်းတဲ့ဆရာကောင်းတဲ့အကြောင်းထရမ့်ကတခါပြောပြပါတယ်။ခုနောက်ဆုံးပြီးခဲ့တဲ့အင်္ဂါနေ့ကပြောတာမှာတော့ရုရှားစစ်တပ်ဟာစက်ကူကြားဖြစ်နေပါပြီတဲ့။သဘောကတော့ အပြင်ပန်းမှာဟုတ်မလို့လို့နဲ့တကယ်ကဘာအင်အားမှမရှိဘူးလို့ဆိုလိုတာပါ။အရင်ကတော့ ရုရှားဟာနျူကလ িয়ার ပိုင်ဆိုင်တဲ့နိုင်ငံကြီးဖြစ်တဲ့အကြောင်းအင်အားကြီးနိုင်ငံကြီးတနိုင်ငံလို့ပြောခဲ့ဘူးတာတွေနဲ့အခုတစ်ချိန်ကတော့ဆန့်ကျင်ဘက်ပါပဲပြီးတော့ရုရှားဟာဇီဝရေးရအကြက်တဲဖြစ်နေပြီးတော့ယူကရိန်းနေနဲ့ဒါကိုအခွင့်အကောင်းယူပြီးထိုးစစ်ဆင်တဲ့အကြောင်းထရမ့်ကပြောတော်ပါတယ်ကဲဒါတော့ကမ္ဘာကြီးရနေပတ်သက်ပြီးတော့နော်နည်းနည်းလေးသိအောင်လို့ပေါ့နော်အဲဒီကိုပြည့်ကျော်ရဲ့ဒီ channel တွေကနေအနည်းချင်းလေးဖော်ပြပေးတာဖြစ်ပါတယ်နော်အဲဒါတော့ကမ္ဘာမှာလက်ရှိဖြစ်နေတဲ့ဖြစ်ပျက်တွေဖြစ်ပါတယ်နော် ကဲကျွန်တော်တို့နားထောင်ပါကတော့မနေ့ကအချက်ဖက်မင်းအောင်လိုင်ကပါနော်ဒီ AA နဲ့ဒီ EOS ဒီအပြင် PDF တွေကိုအမှုဖွင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဦးကြည်မင်းတို့ကဘာတွေဘယ်လိုသုံးသပ်တာနားထောင်ကြအောင်နော်ဟိုသူကတော့ဒီလိုပဲဗျာလှုပ်ကြည့်တာပေါ့ဗျာနော်ဟုတ်ကြာဘာမဆိုလှုပ်ရဲဆိုလှုပ်ကြည့်တာတော်လည်းခုနကကျွန်တော်ပြောတဲ့စကားနဲ့ပြန်ချုပ်ရရင်တော့ तू ဥပဒေက0ပါပဲနော် तू ဘလို့လို့အာနိသင်ရှိပါလဲဘလို့ဝရမ်းတော့ကတ်ပါလဲအဲ့ဒီလူတွေဘလို့ဖမ်းပါလဲသူတို့ပိုင်ဆိုင်ပစ္စည်းတွေကိုဘလို့သိမ့်ပါလဲ တရားဥရှိကိုဘလို့ပို့မှလဲဘလို့မဖြစ်နိုင်ဘူးဆိုရင်ဒါ0ဥတွေပဲလေအဲ့တော့အမှားတော့ထုတ်ခံရတဲ့လူကရှက်စရာမကောင်းဘူးထုတ်တယ်လူကအမတန်အရှက်မရှိတယ်ပေါ့ရှက်စရာကောင်းတာပေါ့နော်အရှက်မရှိတဲ့လူတွေပဲဒီလောက်ကိုလောက်ကြလိမ့်မယ်လို့ကျွန်တော်ဒီလိုပဲပြောမယ်ဆိုရင်မှားမှမဖြစ်ပါဘူးဒါပေမဲ့အဲ့ဒီတို့အစည်းအဝေးတွေကနေတင်ပြပြီးတော့ကျွန်တော်တို့မလုံခြုံဘူးဘယ်လိုလုပ်မလဲမဲတော်မစော်ရဲဘူးအပြင်းတော်မထွက်ရဲဘူးဟလာအမှတ်လောက်တော့မလုံရဲဘူး ျွန်တော်တို့ဘယ်လိုလုပ်ရမလဲလို့ပြောတဲ့အပေါ်မှာမူတည်ပြီးတော့ဒီဥပဒေတွေကိုသူကထုတ်ရတာဘူး။ဟိုထုတ်တဲ့အခါကျတော့လေဘလောက်ထိအသေးစိတ်တယ်ဆိုလို့ရှိရင်ခုနဟောပြောတာတွေမလုပ်အောင်စီယုံတာတွေမလုပ်အောင်နောက်တစ်ခါလူပုဂ္ဂိုလ်တူချင်းမဲမပေးနိုင်အောင်မလုပ်အောင်နောက်အမှတ်လောင်းတွေကိုလည်းပဲအဲအနောက်ရှင်းမပေးရဘူးမဲရုံတွေလည်းအနောက်ရှင်းမပေးရဘူးအပြင်ရောအတွင်ရော အသေးစိတ်ပေါ့ဗျာအသေးစိတ်ကိုလိုက်ပြီးတော့ဟိုထုတ်ရတာပေါ့ထုတ်တဲ့နေရာမှာလည်းပဲ မှာ23ကာယီဆိုလို့ရှိရင်အဲတမန်နောက်ရှစ်တာဆိုရင်3နှစ်ကနေ9နှစ်ပေါ့လူစုလူဝေးနဲ့နောက်ရှစ်တာဆိုလို့ရှိရင်9နှစ်ကနေ10နှစ်တို့အဒံရမယ်ဆိုလို့ရှိရင်3နှစ်ကနေပြီးတော့သေဒံထိချမယ်ဒါလူသေးမယ်ဆိုလို့ရှိရင်သေဒံထိချမယ်တယောက်ချင်းလုံးလို့ရှိရင်လည်းတယောက်ချင်းသေဒံအစုအဖွဲ့နဲ့လုံးမယ်ဆိုရင်လည်းအဲအစုအဖွဲ့တယောက်ချင်းစီကိုလိုက်ပြီးသေဒံဆိုတာမျိုးတွေအထိအသေးစိတ်ပေါ့ဗျာအမင်းတို့ကဲ မင်းတို့ဒါဆိုရင်တော့ယုံယုံပေါ့ကွာငါတလောက်လှုပ်ပေးထားတာပဲဘာမင်းတို့မလှုပ်ရဲစရာရှိပါလဲအဲဒီလိုလဲပဲသူတို့တွေသူရဲစေးတင်ပေးရတာပေါ့ဗျာအဲအဲ့ဒီလိုလဲပဲရဲစေးတင်ပေးရတဲ့အနေနဲ့ဒီလိုထုတ်ဝခြင်းဖြစ်တယ်လို့ဒီလိုလဲသတ်မှတ်လို့ယူဆလို့ရတာပေါ့နော်မဲပေးမဲ့အယက်သားတွေလည်းထီလို့မရဘူးလေဒီဥပဒေကြီးမဲလာပေးတဲ့လူတွေလမ်းပေါ်မှာမနှောက်ရှက်ရဘူးပေါ့နော်နှောက်ရှက်တဲ့နေမှာတယောက်ချင်းနှောက်ရှက်မှလားလူစုလိုပဲနှောက်ရှက်မှလားဒါရအောင်နှောက်ရှက်မှလား တရားနောက်ရမှာလားအဲ့ဒါအသေးစိတ်ပြတ်ထန်ထားတယ်လေမဲလာပေးမဲ့လူတွေကိုကာကွယ်ပေးတဲ့ဟာတွေလေအဲအဲ့ဒီရောပြတ်ထန်ထားပါတယ်အဲ့တော့ဒီရွေးကောက်ပွဲကိုတော်လိုင်းအင်အားစုတွေကလုံးဝလက်မခံဘူးပြောထားတော့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ဥပဒေအပေါ်ရောဘယ်လိုမျိုးတုံ့ပြန်ဆောင်ရွက်တင်တယ်လို့ဆရာထင်လဲဗျအဲ့တော့ဟိုဒီဟာကဒီဥပဒေပြတ်ထန်ခြင်းရွေးချက်နဲ့ဒီဘက်ကကျွန်တော်တို့တော်လိုင်းဘက်ကအမြင်နေနေရတော့ ဟိုဝေဖန်စရာတွေရှိတာပေါ့ဗျာအမြင်တွေရှိတာပေါ့အဲ့တော့သူတို့ဘက်ကအဲ့လောက်သေးသေးချာချာကြည်နာလုံနေချိန်မှာကျွန်တော်တို့ဒီဘက်ကဘယ်လောက်လောက်လုံနေသလဲအဲ့ဒီပုံမှာလည်းကြည်တာပေါ့ဟုတ်လားသူတို့ကလည်းဒါကိုဟိုတစ်ကအထင်ကြီးလို့အဲဒီဘက်ကလူတွေကိုအထင်ကြီးလို့ပြဋ္ဌာန်းတာလည်းဖြစ်နေတယ်။တော့အထင်သေးပြီးတော့လည်းပဲပြဋ္ဌာန်းတာလည်းဖြစ်တာပေါ့။ဘာအထင်ကြီးလာလဲဆိုတဲ့အခါကျတော့မလွှမ်းမသွေနှောက်ရှက်မှာပဲ။သိကြတယ် အဲမလို့မသိဖြစ်အောင်ပြက်ပါလောက်ပါပဲဆိုတော့အဲသူတို့ဘက်ကလည်းအဝဲဥစွမ်းကုန်အရစ်တင်တာပေါ့နောက်တော့ကအထင်သေးတယ်ဆိုတာကမင်းတို့တွေမဖြစ်ပါဘူးကွာမင်းတို့တွေဘာမင်းတို့ဘာကူးဆိုင်ကြလို့လဲငါမှဒီဥပဒေတွေရှိတာလေမင်းတို့လာခဲ့ကြလေငါချဖို့သိမ့်မယ်ဆိုဒီလိုလည်းပဲရှိတာပေါ့အဲ့တော့ကျွန်တော်တို့ကဒီဘက်ကဒေါ်လာရဲ့အဖွဲ့အစည်းတွေကကိုပြောတဲ့ဇကားပေါ်မှာကိုဘလောက်လောက်တည်အောင်လုပ်နိုင်လဲအဲသူ့ကိုဘလောက်ပြန် challenge လုပ်နိုင်လဲဆိုတော့အဲ့ဒါကတော့ ဒီဘက်ကလည်းချက်လှန့်ချက်လှန့်စုံနေတာပေါ့ဗျာအဲအဲ့ဒီသဘောလဲပါတာပေါ့နော်ပြီးလှုပ်ဆမ်းမှာအမင်းတို့ပြောနေကောင်းနေလှုပ်ဆမ်းမှာအဲ့လိုလှန့်ချက်လှန့်စုံနေတာပေါ့နော်အဲ့တော့ဒီစစ်ကောင်စီအဓိကထိန်းချုပ်ထားတဲ့နေမီဒီမှာရှိတဲ့အများပြည်သူအနေနဲ့ပေါ့နော်ဒီဥပဒေပေါ်မှာဟိုဘယ်လိုမျိုးနေထိုင်ဆောင်ရွက်တင်လဲဗျာအဲ့အဲ့ဒါကိုဆရာပါအကြံပေးလို့လေသူကနှစ်မျိုးရှိတာပေါ့ဗျာတစ်မျိုးကတော့ဟိုတတ္တိရှိရှိနေပေါ့နိဒါကတော့ဒုတိယချင်းရဲ့တတ္တိဆိုတော့ပြောပြရင် ထပ်တူတူရမယ်လို့ပြောလို့လည်းမရဘူးအထင်ကြီးလို့လည်းမရဘူးအထင်သေးလို့လည်းမရဘူးတကူးချင်းတတ်တီပုံကလည်းမူတည်တာပေါ့ဗျာမပေဘူးကွာဖြစ်ချင်တာဖြစ်ဆိုနေမဲ့လူကြလည်းဘာမှတန်နိုင်ဘူးဘာလုပ်လို့ရမှာလဲအဲ့လိုရှိတာပေါ့အာမဟုတ်ဘူးကြောက်တယ်အာပြဿနာရှားနေတော့ဒုက္ခပဲအဲဆိုရင်လို့အဲ့လိုအကြောက်တရားနဲ့ဆိုရင်လည်းတမျိုးပေါ့ဗျာနောက်တစ်ခုကတော့မဟုတ်ဘူးငါတို့ကတော့မกินရမกินကြောင်းနေဖြစ်တယ်ဆိုပြီးတော့အဲဒါမျိုးတွေအဲတမျိုးဖြစ်မှာပေါ့များသောအားဖြင့်ကတော့ကျွန်တော်ထင်တာကတော့ မပေးဘူးကွာကဖြစ်နေတာဖြစ်ဆိုတဲ့လူကများမယ်လို့ကျွန်တော်ထင်တယ်လေဟုတ်ကဲ့နောက်တစ်ခုကခုနဆိုရှယ်မီဒီယာတွေပေါ်မှာကိုကဟိုကိုယ့်ရဲ့သဘောထားတိုင်းဒီရွေးကောက်ပွဲကိုဟိုလက်မခံနိုင်ဘူးပေါ့နော်ဒါလည်းသူကရေးမရဘူးလိုက်ပန်းနေဆိုတော့သူတို့ရဲ့သဘောဆန္ဒတွေဥမာဟိုဆိုရှယ်မီဒီယာမှာရေးမယ်ဆိုရင်အများကြီးဆိုလို့ရှိရင်သူတို့အဲ့လောက်ထိကိုလိုက်လုံနိုင်မလားဒီဥပဒေရအစ်ကောမစင်ရအဘယ်လုံနိုင်မလဲညမဘယ်လုံနိုင်မလဲဟန်ကိုဘူဆိုစကားကြီးရတယ်သူက အစိုးရလိုအမိခံပြီးတော့ဟလာတနတ်တွေလည်းကင်ထားတယ်အဲ့ဒါဆိုတဲ့ခါကျတော့ဟန်ကိုဘူကတော့လောရတာပေါ့ဗျာနော်အဲအဲ့လိုတော့ရှိတာပေါ့ကျွန်တော်တို့ကဓာတ်တွေဖြစ်လာမယ်ဆိုတာသိတယ်ဗျာအများကြီးကြိုသိတယ်သိမယ်လို့ကိုကလုံးပိုင်ခွင့်ရှိတယ်လူလည်းမဟုတ်ဘူးကိုကတတ်နိုင်သမျှထောက်ခံရတဲ့လူစီယုံပြောဆိုတဲ့လူဒီလောက်ပဲအဆင်ရှိတာဟုတ်တကယ်လုံးပိုင်ခွင့်ရှိတဲ့ဥဆောင်ဖွဲ့ကြီးကတော့ NUG ပဲလေအဲဒီနေ့ပဲကျွန်တော် သတင်းတပုတ်ထပ်ဖတ်လိုက်ရတယ်မေလာတော့ကအန်ယူအဖွဲ့အစည်းကကြီးညာတာတယံဇာတာတယံဇာတာရတဲ့ငွေကြီးရတယ်တနှစ်တွင်မှာတနှစ်တွင်ရတဲ့ငွေကြီးကြက်ငွေဘီလီယံ480နဲ့ရွှေ18ပိတ်တာတနှစ်ရတာအဲမေလာတော့ထုတ်တာမေလာ9ရက်နေ့ထုတ်တာနဲတဲ့ဝင်ငွေတွေမဟုတ်ဘူးညာပြည်သူလူလက်လူရဲ့ငွေကြီးလည်းအများကြီးပဲတပီလုံးကလည်းပဲဟိုသူနဲ့ကွဲလွဲတဲ့အဖွဲ့ဆိုတာမရှိသလောက်ပါပဲเนาะအီးအိုရင်းနဲ့မေလာတိကြပေါ့ အဲ့လိုတခဲနဲ့ပြည်သူလူထုတရားလုံးထောက်ခံပြီးငွေတွေရှိနေအဖွဲ့ကြီးရဟလာဥဆောင်နိုင်ရမှာပေါ့ဒါတွေတိုက်ဖြစ်နိုင်ရမှာပေါ့ဒါတွေကိုမပြနိုင်ဘူးဆိုတာဒါတွေကလာမှာတိနေတာလေကျိုးတိနေတာပဲအကုန်လုံးသူတို့မတိဘူးဆိုတာလည်းခိုင်းပြောတာတာမန်လူတွေတောင်တိတယ်ဗျာရေကောက်ပွဲကြီးလာမယ်ဒီလုံမယ်ဒီလိုဖြစ်မယ်ဆိုတာအဲ့လာတွေကဒီနဲ့ထိရောက်တဲ့နီလန်းနေတဲ့ကာကွယ်ဟန်တာနိုင်အောင်သူတို့ချိုးပန်းဆောင်ရတဲ့နေသူတို့မှာတော့အဓိကတာဝန်ရှိတယ်လို့ ဒေါ်လာရေးဘက်ကအမြင်နဲ့ကြည့်မယ်ဆိုရင်ဒီလိုလဲကျွန်တော်တို့ကတော့မြင်ပါတယ်ဗျာဒါတော့ဒီရွှေကောက်ပွဲနဲ့ပတ်သက်ပြီးတော့ပြောသွားဖြစ်ပါတယ်เนาะအဲ့တော့ AUGL လည်းပြီးခဲ့တဲ့မနေ့ကပေါ့เนาะထုတ်ပြန်တဲ့ထဲမှာဒီဘီလီယံမနေ့ပေါ့เนาะယာနဲ့ချီဘီလီယံမြန်မာငွေချက်ဘီလီယံယာနဲ့ချီကိုရရှိပြီးတော့ရွှေပိတ်တာလည်းအများကြီးပေါ့เนาะဒီလိုမျိုးရတဲ့ထဲကနေမှဟိုဘယ်လိုမျိုးရန်ပုံငွေရတာတော့ပြတယ်အသုံးစင်းနေတော့မပြထားသေးပေါ့เนาะအဲ့ဒါပေမဲ့လည်းအဲဒီရွှေကောက်ပွဲတစ်ပတ်သက်ပြီးတော့တားဆီးရမယ်လို့ ရနိုင်တဲ့နေပေါ့နော်ဒီငွေပပနာနဲ့ဒီလိုမျိုးဒီဘန်ဒါရေးနဲ့ပေါ့နော်သုံးသက်ပြထားဖြစ်ပါတယ်။ကဲနောက်ထပ်ကျွန်တော်တို့ဒီဥသန်းစွန့်နိုင်ရဲ့သုံးသက်ချက်ကိုလည်းနားအောင်ကြည့်လအောင်နော်။ကျွန်တော်တို့အချောင်းသမားလန်းကိုလိုက်နေတဲ့နော်စောချစ်သူတို့လိုအင်အားစုတွေနဲ့အလုလုနေရတဲ့အချိန်မှာတော့နော်ဒီလိုပြဿနာတွေကတုံ့ဝမှာပါပဲ။ဒါပေမဲ့ဒီဖွဲ့စည်းတွေကအချောင်းသမားဖွဲ့စည်းတွေဖြစ်တဲ့အတွက်ကိုယ်အင်အားစုတွေ အဲကရင်ဟို KNU နဲ့နော်လက်တွဲထားတဲ့ကျွန်တော်အခြားသောဟိုအ ER မာမိတ်ဖွဲ့တွေအရှိန်အဟုန်ကောင်းလာအောင်မြင်လာလို့ချင်းသူကကိုယ့်ပဲပြောင်းလာမှာပါနော်ဒါကြောင့်မို့သူတို့ကိုလည်းကိုကသိပ်ပြီးအားကိုးပြီးတိုက်နေကြမလို့တလို့သူတို့နဲ့လည်းပြိပက္ခဖြစ်နေကြမလို့ပါဘူးကျွန်တော်တို့ဒီအဲနေပြည်တော်ကိုချင်းချောက်ပြီးနော်တိုက်နိုင်နေပြီဆိုလို့ရှင်သူတို့ကျွန်တော်တို့ဘက်ကိုဟိုကူးပြောင်းလာမှာပါ အဲ့ဒါကြောင့်လဲသူတို့က BGF ကနေပြီးတော့ကိုက KNA တွေဘာတွေပြောင်းပြီးတော့လုပ်တာပါဒီလိုအင်အားစုတွေကအဲကျွန်တော်တို့အဲမလိုလားအပြင်မဲ့ချိန်နေတတ်ပါတယ်ဒါပေမဲ့အဲ့ဒီလိုအဖွဲ့တွေကတော့ကျွန်တော်တို့တစ်ဖက်ကဟိုရန်သူလိုသဘောထားပြီးဒီအဲတိုက်ဖို့တော့မလိုပါဘူးဒါပေမဲ့ကျွန်တော်တို့နိုင်ငံရေးရသူတို့ကိုစီချထားဖို့တော့အလိုမယ်လို့ကျွန်တော်ထင်ပါတယ် ဒါရမို့အဲ့ဒီဘက်မှာရှိလာတဲ့အပြောင်းလဲတွေနဲ့ပတ်သက်တဲ့အဲကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေနဲ့အဲဒါတွေဟာကျွန်တော်တို့ຫນွေဥတော်လိုင်းရဲ့အချိန်အုံပြောင်းလဲလာတာနဲ့အမျှသူတို့လည်းပြောင်းလဲလာမှာပဲဆိုတော့ကိုကျွန်တော်တို့နားလည်ထိုင်ရပါပြီဒါလို့ဆိုကျွန်တော်တို့ကအဓိကကျွန်တော်တို့ဘာပြန်ပြီးတော့တိဆောက်အောင်မှာလဲဆိုလို့ရှိရင် အထွေထွေထုတ်စစ်ကြီးလုပ်ဖို့အတွက်အရေးကြီးတဲ့နော်မဟာဗျူဟာအာဟိုဘော တိုက်ခုတ်ကအဓိကကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ KNDF ကမိုးပြဲဖြစ်လိမ့်မယ်သူ။ဟောင်မိုးပြဲနဲ့ကျွန်တော်တို့နေပြည်တော်နဲ့ဆိုတော့မိုင်တရာလောက်ပဲกว่า။ဟောအဲ့ဒီဂျာရီကအင်အားစုတွေစေပေါင်းလုံးမြေတကြောမှာရှိနေတဲ့အင်အားစုတွေကလည်းကိုယ်အင်အားစုတွေ။ဒါကြောင့်မို့အဲ့ဒီမိုးပြဲတိုက်ပွဲကိုကျွန်တော်တို့အအချိန်အုံပြင့်ပြီးတော့ကျွန်တော်တို့တိုက်ဖို့လိုတယ်လို့ကျွန်တော်အနေနဲ့တော့ဟော ယူဆပါတယ်ခင်ဗျအဲ့ဒါဟာကျွန်တော်တို့အားလုံးဝိုင်းဝန်းပြီးတော့စဉ်းစားရမယ့်ကိစ္စပါကျွန်တော်အခုစီရေးခြေရင်နဲ့ပတ်သက်လို့တစ်ခုလုံးကျွန်တော်အမြင်နဲ့ပတ်သက်ပြီးအဲကျွန်တော်ပြောခဲ့တာတွေရှိပါတယ်အဲကျွန်တော်ပြောခဲ့တဲ့သဘောထားကတော့အခုကအခုကဤရလို့အနေနဲ့လဲဒီအဲပြင်းတဲ့တွင်းမှာကျွန်တော်စစ်ကောင်စီကင်းစင်ရေးဆိုတဲ့သဘောထားကိုကျွန်တော်တို့လွတ်ချလိုက် အခုကအရေးကြီးတဲ့ပြည်နယ်တွေလွတ်မြောက်ရေးကိုပူပေါင်းဆောင်ရွက်ကြပါလို့ကျွန်တော်အနေနဲ့တိုက်တွန်းခြင်းပါတယ်ဆိုလိုတာကအခုကအာကျွန်တော်တို့အခုဗမောမှာကျွန်တော်တို့မြို့သိမ်းတိုက်ခွဲလုပ်ဖို့ကြိုးစားနေတယ်ဆိုတော့သူကလည်းရှစ်မြအင်အားနဲ့ခုခံတာပဲလေအဲ့တော့သူ့ရှစ်မြအင်အားအဲနောက်တစ်ခုကတော့အခုကတော့ဒီ ရုရှားကပြုတ်တူစီရအကူကြီးကလည်းပို့ပြီးတော့ရလာနေတဲ့အနေထားဖြစ်တဲ့အခါကျတော့သူကတောင့်ခံနေတာပေါ့အဲ့တော့ကျွန်တော်တို့အဲ့လိုတောင့်ခံတဲ့အမာသားနေရာတွေကျွန်တော်တို့တိုက်ဖို့ပေါ့မဟာပြူဟာရအရေးပါတဲ့နေရာတွေတိုက်ဖို့ဖြစ်တယ်အဲ့တော့ကျွန်တော်မြင်တာကနော်ကျွန်တော်တို့အခုအရေးကြီးဆုံးကဘာလဲဆိုရင်ကြောက်ဖြူနဲ့စစ်တွေကြောက်ဖြူကိုသိမ်းနိုင်ရင်တရုတ်ကိုကျွန်တော်တို့နော်အာစီးရကျွန်တော်တို့သူ့ကိုကျွန်တော်တို့အကြက်ကင်နေ ကျွန်တော်တို့အဘေါ်ကြီးကပြောနေအလားစစ်တွေသိမ်းနိုင်တယ်ဆိုရင်ကာတန်ပြဝန်းကိုလှုပ်ချင်နေတဲ့အိန္ဒိယကိုကျွန်တော်တို့ကအာဘေါ်ကြီးကစကားပြောနိုင်တဲ့အနေအထားရှိတယ်ဒါကြောင့်မို့အဲ့ဒီနေရာကိုအနိုင်သိမ်းနိုင်ဖို့အတွက်နော်တခြား KIA တို့ချင်းတို့နော်နော်အဲဒေသတွေနဲ့အနေနဲ့ကကျွန်တော်တို့ရခိုင်ကတောက်ဖြူနေစစ်တွေနော် ဝိုင်းဝန်းပြီးတော့တိုက်ဖို့အတွက်ခြေနေရတောင်းဆိုနေဒါဟာတပီလုံးရဲ့မဟာပြူဟာစစ်စီအပြောင်းလဲဖြစ်ဖို့အတွက်အဲ့ဒါလို့စဉ်းစားပြီးတော့လုပ်စီလူတွေဆန္ဒရှိကြောင်းကျွန်တော်ကတင်ပြတာဖြစ်ပါတယ်။ကဲဒါတော့ဦးသန်းစိုးနိုင်ရဲ့သုံးသပ်ချက်ဖြစ်ပါတယ်နော်။အဲ့တော့ဒီလိုမျိုးချမ်ပတ်စစ်ကောင်စီမတရားခုခံနေတဲ့နေရာတိုက်တာတက်ဆိုင်ရင်စစ်တွေနဲ့ကြောက်ပြီးတော့တော်တော်လေးကိုရေးပါတယ်အနေထားဖြစ်တယ်လို့သူတို့သုံးသပ်ပြတာဖြစ်ပါတယ်။ ကဲနောက်ဆုံးမှာတော့ဗောနော်အချက်ဖက်မင်းရလိုင်းကအခုဆိုရင်ကျွန်တော်ဒီ EOS တွေနဲ့ဒီ PDF တွေကိုဗောနော်အမှုဖွင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးကိုစီရဲ့သုံးသက်ချက်လေးနားထောင်ကြည့်လာနော်တခိုးကလူဟစ်တာကြာဘူးကြာလားဟမ်အိမ်တဲ့အိမ်ကိုတခိုးကလာတယ်ပြီးတော့လူတွေ့တဲ့အချိန်မှာအိမ်ရှင်တွေ့ကြတော့တွေ့ပါတယ်လူဟဲ့လူလူလို့ထအော်တာအဲအဲ့ဒါတခိုးကလူဟစ်တာလို့ခေါ်တယ်ဟမ်တခိုးကသူစောက်ကြီးစောက်ကြီးအိမ်ရှင်ကိုပြန်အော်တယ် तू ကမတိလို့ရှင် तू ကအိမ်ရှင်ပုံစံမျိုးတဲ့အဲအခုလက်ရှိမင်းအောင်နိုင်ရတဲ့အဲ့ဒီအတိုင်းပဲနော် KNU အပါဝင် PDF တွေ DAA တို့ကိုအမှုဖွင့်တယ်ဆိုတာပဲအမဲဆောက်ကျူးနေတနိုင်ငံလုံးနဲ့ပတ်ဖြစ်နေတဲ့ကောင် လူမျိုးစုအားလုံးနဲ့ပတ်ဖြစ်နေတဲ့ကောင်ကသူကလူကောင်းလို့ပြီးသူများပြန်ပြီးသူကတရားခံပြန်လုပ်တယ်ဟာပြင်မဲ့သူတို့ရဲ့ဥပဒေကိုအဲ့ဒါမြင်အောင်ကြည့်ပေါ့သူတို့ဥပဒေမှာကသူတို့လှုပ်ချင်တဲ့လူကိုဥပဒေဆိုတဲ့ခေါင်းစဉ်နဲ့လှုပ်ချင်တိုင်းလှုပ်မယ်သူတို့မလှုပ်ချင်တဲ့လူကိုမလှုပ်ဘူးအဲ့ဒါဟာနိုင်ငံတစ်ခုရဲ့ဥပဒေလားပေါက်ပန်း၄၀ဗျံပတာ ဒါပေမဲ့အဲ့ဒီဗယံမတာတွေကိုအတက်တွင်းနေတာဒီဘာလို့ခေါ်လဲဗယံမတာတွေအောင်နိုင်ဖို့အတွက်အတက်တွင်းနေတာဒါဟာအာမဆိုင်ပါဘူးခပ်ပါပါဘာလို့မလုံနဲ့လက်ရှိနော်ကုကုနာမကမှာနိုင်ငံကောင်းဆောင်ကိုယ်စားလှယ်တွေညီလာခံတက်နေကြတယ်နော်မင်းအောင်နိုင်စောက်ဘူးအနာတော်ကတ်လို့မရအောင်အဲ့တော့ဘာလုပ်လဲရုရှားကိုရုရှားမှာဘာလုပ်လို့နောက်ဆုံးပူတင်မရထမိန်ကျော်ပွဲချင်းမရအောင်မင်းအောင်နိုင်တွားချော်မကောင်းဘူးအကောင်းပြောတာ ဘာလို့လဲဘာပွဲမဲ့လို့လို့ရုရှားမှာပွဲနှုတ်ဖို့ပဲအရေးကြီးတယ်ပွဲနှုတ်တာနဲ့သူသွားမယ်အမှနိုင်ငံခေါင်းဆောင်တွေဘသူတွေလာလာတဲ့ကောင်နွားပွဲစားလို့သွားချဲပြမယ်ပြည်တွင်းရလိုချင်တာတွေအကုန်ပေးမယ်သူ့ကိုအတိမတ်ပြုပေးရင်ကျင်ရပြီအဲ့လက်ရှိဒီနေ့မင်းအောင်နိုင်လိုက်လုပ်နေတဲ့အလုပ်ဒါကိုဘူမတိဘာမတိအိတ်6800ဇားတွေရဲ့နော်ဖွင့်တဲ့ခွေးဆက်ဖောက်ထားတဲ့ဖုတ်ခွေးတွေကအာငါတို့အဖအီးငါတို့တက်ချုပ်ကြီးငါတို့ယာရီတမရအီးတကယ်စင်တမ်းမရှိတဲ့စောက်ပေါ်တွေဟမ်ဟိုကဘာလုပ်နေလဲကြည် ော်အခုနောက်ပိုင်းဆိုပြပဘောမတွေလုံးဝလက်မခံတော့ပြောလာပြီဖြစ်စည်းဖြစ်နေတယ်လူတိုင်းတည်နေတယ်ဗျာထမင်းစားကြီးတဲ့လူတိုင်းတည်တယ်မင်းအောင်နိုင်ရဲ့တိုင်းပြည်ကိုဖြစ်စည်းနေတာတိဆောက်နေတာလားစစ်တပ်ကိုဖြစ်စည်းနေတာလားတိဆောက်နေတာလားဆိုတာဟမ်အခုတရုတ်ကိုတွားတယ်ဘာလုပ်လဲအဲ့ဝင်ဟို drone တွေဝဲလာတာတော့ပြောမအကျွေးနဲ့ဝဲတာလေဟမ်အကျွေးနဲ့ဝဲတာလားလူတိုင်းဝဲတတ်တယ်တီးလင်ကဟိုမှာတရုတ်ကိုစိတ်ကမ်းကြီးချပေးလိုက်ကပြီဟမ်အာဖရိကမှာဟိုမှာလေယာဉ်ကြီးထုတ်ပေးလိုက်ကပြီလာအိုဘယ်လိုဖြစ်နေပြီလဲဟမ်ကမ္ဘောဒီးယားဘယ်လိုဖြစ်နေပြီလဲ လက်ရှိတရုတ်ကတွေးပြီးထောင်ချောင်ထဲမှာပြိနေတဲ့နိုင်ငံပေါင်းဘယ်နှနိုင်ငံရှိနေပြီလဲဒါတွေမရောက်နိုင်မကြည့်ဘူးလက်ရှိမြန်မာနိုင်ငံမှာရှိတဲ့အင်တာနက်သုံးစွဲဒူများရဲ့အချက်အလက်ကိုတရုတ်လက်ထဲကိုအကောင်လုံးကွာကွာအပ်လိုက်တယ်အဲ့တော့တရုတ်ကဟိုတရုတ်နိုင်ငံကနေနေရင်းနဲ့မြန်မာနိုင်ငံကဘဒုရဲ့ data အချက်အလက်ကိုကြည့်ချင်တယ်အကောင်လုံးကိုကြည့်ခွင့်ရနေဟာဟမ်ဒါအမျိုးသားလုံခြုံရေးကိုထိုးပေါက်ဖြစ်တာပဲနဲတဲ့အမှုကြီးမဟုတ်တော့ပြောမလို့မရှိဘူးငါတို့တက်ချုပ်ကြီးမှန်တယ်ပဲနော်အတိုးတွေပေါက်ပန်း၄၀အတိုးတွေနဲ့အစောက်ပြက်တွေဝဲဒါနဲ့ငါတို့တက်ချုပ်ကြီးမှန်တာပဲဟမ် จูจูน่ะพากันน่ะงวยงวยဆိုရင်မပြောဘူးလေသူ့တော့ไจ่ตาဝယ်လေဟမ်ဟုတ်တယ်မလားအခုကจูจูထပ်ပါကန်ထားတဲ့ငွေတစ်ချမ်းမှမပါဘူးတိုင်းပြည်ရဲ့ဘန်နာငွေတွေလှုပ်ချင်တိုင်းရှောက်လုပ်နေတာအခုမင်းအောင်လှိုင်ရဆာကိုလေတစ်ခေါက်တော့လေခေါင်းကျစိဘလောက်ကုန်လဲအဲ့ဒါလေးပဲတွေ့အဲ့တော့မင်းအောင်လှိုင်ဟာဒီနေ့အာနာသိမ်းပြီးကြတဲ့ကနေဒီနေ့အထိတနာကိုတိုင်းပြည်ဘတ်ဂျက်ကိုတူဘလောက်ဖြုံးနေလဲခင်ဗျားတို့တွေ့ကြည့်အခုတနိုင်ညာလုံးမှာစစ်ပွဲတွေဖြစ်နေတယ်နော်တော်လိုင်းအင်အားစုတွေနဲ့ဒီ တွန်လိုင်းအင်ရန်စုတွေဘက်က PDF တွေအပါအဝင်တိုင်းသားလက်နက်ကိုင်တွေဘက်ကပြစ်တဲ့ GD အများစုကပါတယ်တီတူတွေထောက်ပံ့နေတယ်။ဒါအင်းဆို16တစ်ချက်ပြစ်လိုက်တာနဲ့အ ਨੇ ဆုံးဘတ်ငွေ50ကုန်တယ်။အဲ့တော့မြန်မာငွေနဲ့ဆိုဘယ်လောက်လောက်ဖြစ်ပြီတွက်ကြည့်။အဲ့ဒါတိုင်းသားဘက်တစ်ခုတည်းကိုပြောလာမဟုတ်ဘူးနော်။ဒိုင်း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 ရဲဟောတယောက်က၄ချက်တော့ပြစ်လိုက်တာနဲ့ဘတ်ငွေ200လောက်ကုန်နော်။ဘတ်ငွေ850ကိုတစ်သိန်းတွက်ကြည့်လိုက်။ဒါအ ਨੇ ဆုံး16ကြီးကိုပြောတာနော်။ဟို ဒရုန်းတွေလေရင်တစ်ခေါက်ပြန်တဲ့ဈေးတွေအဲ့ဒီဘုံဒီတလုံးတံပိုးတွေအဲအများကြီးအများကြီးတပြည့်ဟာတွေမတွက်နဲ့ဘူးဆိုတော့မင်းအောင်နိုင်ကတနိုင်ငံလုံးကိုပတ်ပြီးတော့စစ်တိုက်တယ်ဘဒုကိုတိုက်တာလေဘယ်တီပကျူးကျော်လာလို့မတိုက်ကြမှာမဟုတ်ဘူးတနိုင်ငံလုံးမှာရှိတဲ့တိုင်းသားပြည်သူအားလုံးနဲ့တူရန်လိုက်ဖြစ်နေတာနော်ပြည်သူတွေကရန်လိုက်ဖြစ်နေတာအဲ့တော့တိုင်းပြည်ဘန်နာကိုယူတယ်အဲ့ဒီတုံးချင်တိုင်းတုံးတယ်အဲ့ဒီငွေနဲ့ပြည်သူတွေကိုပြန်တတ်တယ်အဲ့တော့မင်းအောင်နိုင်ကတလအတွင်းဘယ်လောက်လောက်တိုင်းပြည်ဘန်နာဖြုံးလဲစဉ်းစားကြည့် အဲ့တော့ကဲတိုင်းပြည်ကဘန္နာကုံဝါတယ်သူ့အောက်ကနေအသက်ပေးပြီးတိုက်နေတဲ့စစ်သားတွေကြောင်ကြောင်ရောင်ရှိကျွန်တော်မပြောသေးဘူးเนาะအာစစ်တပ်ကလည်းအမေရိကန်တို့ဟာမျိုးတော်ရင်မောင်တန်းနေတဲ့မြောက်ကိုရီးယားပုံစံမျိုးအစွမ်းစားရှိကျွန်တော်မပြောသေးဘူးဟမ်အော်စစ်သားတွေတော့ငတ်နေတယ်ဒါပေမဲ့စစ်တပ်ကသွားမလုပ်နဲ့ဟဲ့တကယ်ကဘာနဲ့ရင်မောင်တန်းနိုင်တဲ့အနေအထားရှိတယ်တန်းတလို့ဆိုရင်တမျိုးနေစစ်တပ်ကလည်းအပင်ထဲမှာတုံးစားလို့မရဘူးပြည်တွင်းမှာရှိတဲ့ကိုယ်ပြည်သူကတူးမီးတဲ့တော်လှန်ရေးအောင်မှခွေးလိုဝက်လိုရှုံစစ်သားနာကြုတ်တွေပါအသိခံ ဟမ်အဲ့စစ်တနာချုပ်ကြီးပြန်မရတဲ့သုံးချောင်းတရုတ်သူများနိုင်ငံကိုတွားငိုပြီးတော့တောင်းခိုင်းဖြစ်နေတာဖြစ်နေတာကြည်ဆိုတော့စစ်တပ်ကလည်းစုပ်ပြတ်တယ်စစ်သားတွေဘဝကြည်နေတော့လေအခုစစ်မှုထမ်းစစ်သားတွေတောင်မှမြင်းသေးတွေကျွေးပြီးစစ်တိုက်ခိုင်းတယ်ဟမ်မနေ့ကတော့မနေ့ကတနေ့တည်းနေဖမ်းမိတာနှစ်ယောက်နှစ်နေရယူနေမြင်းသေးစားပြီးတော့ဟမ်ကြောင်းနေပြီကလေးတွေဘဝတနာဘုကောင်စဉ်းစားကြည့်တယ်ဒါကြောင့်မို့လို့ပြောတာဘယ်စစ်ဘုံချုပ်ကသူတို့သားသမီးကိုရှေ့တန်းလွတ်လဲအဲ့ဒါအဖြေပဲ အဲ့ဒါအဖြေပဲဘယ်ဘောမှမှလဲသူတို့ရဲ့တာဝန်မျိုးကိုစစ်တယ်မထည့်ဘူးဟုတ်တယ်နော်အဲ့တော့လက်ရှိစစ်တပ်ကိုတတ်နေတာဒီတော်လှန်ရေးအင်အားစုလားမင်းအောင်လှိုင်တဲ့လက်ရှိစစ်တပ်ထောက်ခံပါတယ်ဆိုတော့အဲ့ဒီပြည်တွင်းကဘောမှတအုပ်ချောက်တာနော်အဲ့ဒါလေးနဲ့ကြည့်ပါအဲ့တော့အခုလိုဟာမျိုးအမှုဖွင့်တယ်ကြိုက်တယ်လို့ဖွင့်ကြိုက်တယ်လို့လို့ဘာဖြစ်လို့လဲမင်းအောင်လှိုင်ဒီနိုင်ငံပေါ်တစ္ဆာဖောက်ဖြက်ပြီးတော့နိုင်ငံတော်ပုံကံမှုကြီးကိုကျူးလွန်ထားတဲ့ရာဇဝတ်ကောင် ရာဇဝတ်ကောင်ကထုတ်ပြန်တဲ့အမိတ်တွေဥပဒေတွေညွှန်ကြားချက်တွေတစ်ခုမှပေါင်ဝင်မအောင်အဲ့ဒါလေးသိပြီးပါနော်စိုက်တဲ့လောက်ထုတ်မသေးခင်စိုက်တဲ့လောက်ထုတ်ွင့်ရှိတယ်နော်မင်းအသက်မသေးခင်စိုက်တဲ့လောက်ထုတ်ွင့်ရှိတယ်ဒိုးဘက်ကလည်းဒိုးလှုပ်เสียကိုပြက်ပြက်တတလှုပ်ဝဲရုံပဲနော်ဒါကြောင့်မလို့အချင်းချင်းမတိုက်ခိုက်ပါနဲ့တော်နိုင်ရင်လုပ်နေတဲ့လူအချင်းချင်းကာကွယ်ပေးပါစီးလုံးပေးပါညီညွတ်ပေးပါနော်ကျွန်တော်တို့တိုက်ကမှတီရန်သူဖြစ်တဲ့ဘုံရန်သူတို့ဥတီချက်ထားမှာ အချင်းချင်းတိုက်နေလို့ဟိတ်တော်နိုင်ဘယ်တော့မှနိုင်မှာမဟုတ်နော်ဒါလေးကိုအားလုံးကိုမျက်စာရက်ခံချင်ပါတယ်နော်အဲ့တော့ရန်သူကတော့ရန်သူအလုပ်တလန်းချင်းလုပ်နေပြီကျွန်တော်တို့ဘက်ကလည်းကျွန်တော်တို့စီးလုံးညီညွတ်စွာနဲ့တလန်းချင်းတယောက်လက်ကိုတယောက်ကင်ပြီးတော့ရှောင်းလန်းနိုင်ကြဖို့အရေးကြီးပါတယ်တူကောင်းစားငါမလားလို့တူနေရရဝါမလားမလားဟဲ့ဆိုလဲစိတ်သက်တွေနဲ့နေရာတိုင်းမှာထားကြမယ်ဆိုရင်တော့ကျွန်တော်တို့တော်နိုင်ရေးဟာဒီအောက်တန်းစားတွေစိုးမိုးတာပဲခံတော့ရလိမ့်မယ် အဲ့လိုမဟုတ်ဘဲနဲ့ကျွန်တော်တို့တိုင်းသားပြည်သူအားလုံးစီစီလုံးလုံးနဲ့တယောက်ပေါ်တယောက်တစ္ဆာရှိစွာနဲ့ဒီပွဲကိုလက်တွဲပြီးတော့တိုက်ဝါမယ်ဆိုရင်တော့ကျွန်တော်တို့မနိုင်စရာဘာကြောင့်မှမရှိဘူးမြေကြီးနဲ့လက်နဲ့ပုတ်ရင်လွှဲရင်လွှဲမယ်ဟဲ့ဒီတော်နိုင်ရေးမနိုင်ဘူးစရာပြောစရာအကြောင်းမှမရှိဘူးအဲ့ဒါလို့စီလုံးနိုင်အေးမစီလုံးနိုင်ဘူးဆိုရင်တော့ပြန်သူကတော့စားအောင်ပါဘော ရှင်းရှင်းလေးပဲခါကြီးဟုတ်တယ်မလားကဲဒါတော့ကိုစီသုံးသက်ချက်ဖြစ်ပါရင်နော်အဲ့တော့အချမ်းဖက်မရနိုင်ကသူဘာမှမစလို့ရဲနေဆိုတော့ပြသွားတာပါနော်အဲ့တော့သူဘလို့ပဲအမှုဖွင့်ပြီးဓာကြီးကလုံးဝအဆင်ပြေဆိုအောင်လည်းသိပြီးသားဖြစ်ပါရင်နော်ဒါပေမဲ့ဓာကြီးကိုကျွန်တော်တို့ရည်ပြီးမှဟားတိုက်ပြီးနေဝင်မဟုတ်ဘဲနဲ့ပါနော်ဒါကမင်းအောင်လည်းဆက်ပြီးတော့ခြေလန်းဆက်တိုးမဲ့အရာတွေတွေ့နေရတယ်ဆိုတော့ကျွန်တော်တို့က လေတိထားဖို့လိုပါတယ်အဲ့တော့ဘလိုပဲပြပြောရွေးကောက်ပွဲနဲ့ပတ်သက်လာရင်တော့သူတို့ဘက်ကလည်းအတော်ကြီးကိုစ조사နေတယ်သူတို့ကျွန်တော်တော်လိုင်းဘက်ကခြေလှမ်းနေလဲကျွန်တော်စမြင်နေရပါပြီနော်အဲ့တော့ဘန်းပေါင်းမြို့သိမ်းတိုက်ပွဲကဒီထရီထိုးစစ်ကြီးရဲ့ခြေလှမ်းစလို့လည်းတက်မှတ်ထားတာဖြစ်ပါတယ်ဟုတ်ကဲ့အဆောဆုံးချိန်ပြကြာပြီးပြီရောက်စင်သူပဲကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကျေးမှခြင်းနဲ့ပြည့်စုံပြီးတော့ဒီနေ့မှာလောတုမြတ်ဆောင်းမြတ်အားလုံးပါအမိကြပါစေတောလေးမှာဘေးကင်းကြပါစေလို့ဆုတောင်းလိုက်ပါတယ်ခင်ဗျာ